ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအသိပညာပေးဇာလန်းဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဇာကားနဲ့ပတ်သက်ပြီးပြီးရင်အဲဇာကားမှာပါဝင်တဲ့သေယုတ်ဆောင်နေတဲ့ပတ်သက်ပြီးပြောကြားမှုတွေချင်းချောက်မှုတွေပြုလုပ်နေတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်တာဝန်ကိုစတင် ယူစဉ်ကာလကတည်းကရခိုင်အစိုးရကဆောင်ရွက်သွားတဲ့မဲမတမာမှုတွေကြောင့် နိုင်ငံတော်တာဝန်ရယူခဲ့ရတာဖြစ်ကြောင်းနဲ့ကျွန်တော်တို့အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်ဒီဥတီချက်တွေမှာပြည်သူလူထုလူသားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားမယ်ဆိုတာကိုအမြဲတမ်းဥတီဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်မလို့လဲကျွန်တော်တို့အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမယ်ဆိုတာတရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အဲ့မျိုးကျင်းပဖို့အတွက်ပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလှုံ့ဆော်မှုတွေတင်ညာပေးမှုတွေဆောင်ရွက်လျက်ရှိပါတယ်ဒီလိုဆောင်ရွက်တဲ့နေရာမှာဒီခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ရွေးကောက်ပွဲအသိပညာပေးဇာလန်းကိုအမှုပညာရှင်ပေါင်းမြောင်များစွာပါဝင်ပြီးရိုက်ကူးခဲ့ပါတယ်ဒီလိုရိုက်ကူးခဲ့တဲ့နေရာမှာတော့ကျွန်တော်တို့အနေနဲ့ဖြစ်ရမှန်တွေကိုအခြေခံထားပြီးပြည်သူလူထုကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုဆောက်လန်းနိုင်ဖို့အတွက် ဥတီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီလိုဥတီဆောင်ရွက်ခဲ့တဲ့နေရာမှာလဲဒီမိုကရေစီကိုလိုလားပါတယ်ဆိုပြီးအကြမ်းဖက်လုပ်နေတဲ့လူတွေဒီမိုကရေစီကိုလိုလားပါတယ်ဆိုပြီးငဲလိမ်ငဲခုံးမှုတွေကိုအားပေးခဲ့တဲ့သူတွေအတွက်ကတော့အမှန်ကို အမှန်တိုင်းထုတ်ဖော်ပြသတာဖြစ်တဲ့အတွက်အနာဘောဒုက္ခတယ်လို့တော့ဖြစ်ကောင်းဖြစ်မှာပေါ့ဒါကြောင့်မလို့လဲဒါတွေနဲ့ပတ်သက်ပြီးဗျံပရာပြောဆိုမှုတွေချင်းချောက်ပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီး ခေတ်သမိုင်းကိုထုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇာလန်းကိုပြည်သူလူထုရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ရေးမှာပါဝင်ကူညီပေးကြတဲ့အဲ့ဒီအသိပညာပေးဇာလန်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်။ဒါ့အပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်သွဲမရန်လှုံ့ဆော်ခဲ့တဲ့ဒါလိုက်တာမိုက်တီခေါ်တန်ထွန်းစော်ဇဘုတ်တရုတ်ဆောင်ကျော်ဝင်းထွတ်ကော်ကျော်မင်းထွတ်ဟာသာတရုတ်ဆောင်ပုံတိုင်းခေါ်ဇော်မင်းတို့ကိုကျွန်တို့ဖန်စီအရေးယူခဲ့ပါတယ်အဲ့ထက်မှဒါလိုက်တာမိုက်တီကတော့ဒါရခင်ကအတိုင်းရာဇသည်ဥပဒေပုံမှန်900ငါးနဲ့အမှုဖွင့်လှစ်ခံရခြင်းဖြစ်ပါတယ်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာ နောက်တစ်ချိန်ပြစ်မှုထမှန်ကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံနေရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမိသောစီကန်းချက်နဲ့ပြစ်ဒဏ်လွန်ကျင်းချမ်းသာခွင့်ရခဲ့တယ်ဆိုဖြစ်ပါတယ်။သူ့ကိုကျွန်တော်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးယခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစေရဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထုတ် ပုံတိုင်းခေါ်ဇော်မြင့်တို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကို နောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းမှကာကွယ်ယူပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ဒါကတော့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကတရင်မီဒီယာတွေရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားထားတာဖြစ်ပါတယ်ကျွန်တော်ဝင်းဦးပါ